အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football ရဲ့ live ရဲ့အစီအစဉ်ကနေပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောညာလေးဖြစ်ပါစေညာကနေစုမုံအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ Spark fan ပရိသတ်တော်တော်များများဒီနေ့ဒီညဗီဒီယိုကခင်ဗျားတို့အတွက်ဒါကျွန်တော်စိတ်ချမ်းသာစေပဲဗီဒီယိုလို့ပြောလို့ရတယ်။အဲ့ဒါကျွန်တော် Spark တင်းရဲ့အပြောင်းရွှေ့ရတော့ဒါကျွန်တော်မနေ့ပြန်ကြရင်တရဝင်းစားတင်ပြီလို့ပြောလို့ရမှာတမပါတယ်။ဒီဥတည်း ကြားလဲခမောက်နည်းနည်းတော့ကြောင်သွားလိမ့်မယ်ဗောနော်။ဘာကြောင့်လဲဘလို့များလဲသူများတွေအပြောင်းရွှေ့ဖွင့်တာလူငယ်တွေဒါနှစ်ပတ်သုံးပတ်ကလေးကဒါဘလို့ပြောလို့စပားအခုမှပြောင်းရွှေ့လုံမှလဲဆိုရဲမိကုံမောင်များဆိုခမောက်မေးလိမ့်မယ်။ဒါပေမဲ့အဲ့ဒါ host တော့ပြေခမောက်ရှင်းပြမယ်။အခုလက်ရှိမှာဖြစ်နေတဲ့ဥစ္စာတွေနည်းနည်းပြောမယ်။အဲ breaking news ဗောနော် breaking news အနေနဲ့စပားတင်တာကျွန်တော်တို့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကဒါစပါတင်းနေနေဒါကျွန်တော်အပြောင်းရွှေ့မှာအလုတ်တခုလုတ်ခဲ့တယ်ဒါပေမဲ့အဲ့အလုတ်ကတော်တော်လေးကိုဒါကျွန်တော်တို့အဲ quiet ဖြစ်ခဲ့ပြီးဒါမြန်ဆန်တဲ့အလုတ်ပုံစံမျိုးလုတ်ခဲ့တယ်ဒါပေမဲ့ရစပါတင်းနေခုလက်ရှိမှာဒါကျွန်တော်တို့ ဝဆမ်မတင်ရဲ့တောင်ပန်ကစားသမားဖြစ်တဲ့မိုဟာမက်ခူဒက်စ်ကိုတရားဝင်ပေါင်တန်း90နဲ့ကဲလန်မှုပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ဝဆမ်ဘက်ကရောစပါတင်ဘက်ကရောတရားဝင် confirm လုပ်ခဲ့တယ်လို့သိရတယ်မှာပါတယ်စပါတင်ရဲ့လက်ရှိတရားဝင် journalist ရောက်ဖြစ်တဲ့ပိုအူဂီဖ်ကိုတိုင်ကလက်ရှိအပြောင်းရွှေ့မှာဒါစပါတင်နဲ့လက်ရှိမနှက်ပြန်တရားဝင်အပြောင်းရွှေ့လုပ်လို့ရတော့မယ့်အစားကနေပြီးတော့လက်ရှိမှာဒါကျွန်တော်တို့တွေနဲ့အပြောင်းလဲမှာမြန်မြန်ဆန်ဆန်ရွေ့လျားနေတယ်ဆိုတဲ့ပုံစံမျိုးကိုတင်ဆက်လာခဲ့တာကိုတွေ့ရမယ်စပါတင်ကခုလက်ရှိဒါကျွန်တော်တို့ တော်မဲ့ friend အနေနဲ့သူ့ရဲ့ squad ကိုသူ analyst လုပ်နေပြီးတော့သူ့အနေနဲ့ဒါကစားသမားတွေကိုတွေးဆုံပြီးတော့သူ့သင်းဘာလို့တဲ့ပုံမှာမူတည်ပြီးသူ့နေတာလို့သွားမှလို့သိရတယ်မှာပါတယ်။ဒါကြောင့် Mohammed Kudus ကလက်ရှိမှာ Thomas Frank လူချင်းနဲ့ဒါ winger ဆစ်ဆစ်ပုံစံမျိုးဒါ goal လဲသွင်းနိုင်ရမယ်ဖန်တီးလဲပေးနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့လက်ရှိမှာတော့ Mohammed Kudus မှာရှိတယ်။ Spartan လက်ရှိမှာဒါ Brian Amwamu လူမှုပုံစံမျိုးလူခဲ့လူချင်းခဲ့ပေမဲ့ Brian Amwamu ကိုယ်တိုင်က United အသင်းကိုရွေးချယ်ခဲ့တဲ့ကြောင့် Spartan နဲ့ဒီနေရာမှာ all rounder winger တစ်ယောက်ကိုလက်ရှိ market ထဲမှာရှာနေခဲ့တယ်။ဒီနေရာမှာ Mohammed Kudus က Spartan ရဲ့ န်တာဂက်ထဲမှာဖြစ်လာခဲ့အဲ့တော့စပါတင်ရဲ့ဒီနှစ်ကဒါကျွန်တော်တို့မိုဟာမက်ဂူဒက်စ်ကမာကီဆိုင်ရဲ့ ဖြစ်လာဖို့တော့တော်တော်လေးကိုယာကိန်တော့များလာခဲ့တယ်အဲ့တော့စပါတင်ရဲ့ပထမဆုံးတော့ကျွန်တော်ပေါင်တန်း90ကန့်လန့်မှုကိုတော့ဝက်ဆမ်ဘက်ကနေချက်ချင်းဆိုသလိုညှိပေးခဲ့တယ်အဲဒီနေရာမှာစိတ်ဝင်စားတဲ့ကောင်းမှုအကြောင်းတစ်ခုလေးကိုများပြပြမယ်စပါတင်နဲ့ဝက်ဆမ်တို့ကြားထဲမှာအပြောင်းရွှေ့မလုတ်ခဲ့တဲ့97ခန်းတည်းဖြစ်ပြီးအဲ့ဒီအပြောင်းရွှေ့ကနောက်ဆုံးဒါလုတ်ခဲ့တဲ့အပြောင်းရွှေ့ဖြစ်ခဲ့တယ်အဲ့တုန်းကဒါကျွန်တော်လုတ်ခဲ့တဲ့အပြောင်းရွှေ့ကစကော့ပါကာဖြစ်ခဲ့ပြီးတော့ပါကာကခုလက်ရှိမှာတန်းတက်လာတဲ့ဘန်လီနဲ့တော့မှနီးပြဖြစ်ပြီးတော့လက်ရှိမှာတန်းအောင်ပြန်ဆင်းသွားခဲ့ပြီးတော့အခုလက်ရှိဘန်လီနဲ့တန်းအောင်ပြန်တက်လာခဲ့တဲ့နီးပြတယောက်ဖြစ်လာခဲ့ပြီဖြစ်တယ်အဲ့တော့ တော့ကျင်နာကရှေ့ရှေ့လေးစာကျွန်တော်တို့စပါတင်းနေတာဝက်ဆမ်နဲ့ကြားတယ်မှာအလုံးမလုံးတော့တော်တော်လေးကိုကြာပြီဒါဝက်ဆမ်တင်းနေတာကျွန်တော်တို့စပါတင်းဆိုတာဒါကျွန်တော်တို့အာစနယ်နဲ့စပါလူပဲဒါအလုံးမလုံးကြောက်ဘောတော့ဝက်ဆမ်ဘက်ကဒါကျွန်တော်တို့ပို့ပြီးတော့ rivalry ရပုံမြင်တဲ့နေရာမှာပါတယ်ဒါပေမဲ့လက်ရှိဝက်ဆမ်မြန်တာကျွန်တော်ငွေရေးကြီးအချိန်လေးရအောင်လက်ရှိအချိန်လေးရအောင်ဒါသူတို့နေတဲ့မိုဟာမက်ကူဒက်စ်ကိုရောင်းဖို့အတွက်စိတ်ဝင်စားနေတယ်မိုဟာမက်ကူဒက်စ်နေနဲ့ခုလက်ရှိဒါအပြောင်းရွှေ့မှာဇူလိုင်လဘယ်နေ့နေ့ထိလဲမသိတယ်ဒါကျွန်တော်တို့စာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးရှိတယ်အဲ့စာချုပ်ဖြတ်သိမ်းကြီးကလက်ရှိမှာဒါပေါင်85တန်းနဲ့ဖြတ်သိမ်းလို့ရတယ်မှာပါဒါပေမဲ့စပါတင်းကအတိအကျတိုင်းမထုံးရနိုင် ်ဒါလဗိုက်တို့ကကက်စီကုတ်ပြီးပြီး85တန်းကိုဘလူးနဲ့မှ ပေးဖို့အတွက်စီစဉ်လုံးဝမရှိဘူးလို့သိရတယ်မှာပါအဲ့တော့စပါးတဲ့လက်ရှိမှာပထမဆုံးကန်လန့်မှုကိုပယ်ချခံရပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့ ဒုတိယမြောက်ကမ်းလှမ်းမှုကိုဆက်လက်ပြီးလှုပ်သွားမလားဆိုတော့တော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းတဲ့အနေအထားတစ်ခုကိုရောက်လာခဲ့တယ်လို့ပဲဆိုရမှာတယ်။အဲ့တော့လက်ရှိမှာစပါတင်အပြောင်းရွှေ့ကတော်တော်လေးကိုစတင်ပြီးတော့မနက်ဖြန်ကစပြီးတော့လှုပ်ခတ်လာပြီလို့ဆိုလို့ရမယ်အနေအထားမှာရှိတယ်။ဒါကြောင့်လည်းဒါကျွန်တော်ခင်ဗျားတို့ပြန်ရှင်းပြမယ်ချိန်တိုင်းအဲ့တော့စပါတင်နဲ့ခုလက်ရှိမှာသူများရင်းနဲ့မတူတာကျွန်တော်တို့ကဇူလိုင်လ၁ရက်နေ့မှာဒါကျွန်တော်တို့ကျွန်တော်တို့ရဲ့ financial year အသစ်ဆမှာဖြစ်တဲ့တော့ကျွန်တော်တို့ဒါငွေကြေးနှစ်တစ်နှစ်အသစ်ပြန်ဆမှာဖြစ်တဲ့ကြောင့်မို့ဇူလိုင်လ၁ရက်နေ့မှာစီးပွားရေးလှုပ်မှာဖြစ်တယ်။အဲ့တော့ဒါပြောချင်တာကျွန်တော်တို့ကသူများတွေအကြောပေးထားတာပေါ့ဗျာ။ဒါကျွန်တော်တို့ တ်တမ်းမရပြောရမယ်ကြောက်တော့စကားပြောရမယ်အကြောပြီးထားတယ်လို့ပြောရမယ်တဲ့မှာဘာလို့လဲလက်ရှိမှာလားကျွန်တော်တို့စပါးသင်းနဲ့ဂျိုလာလာတရက်နေ့ကစပြီးတော့အပြောင်းရွှေ့မှာထဲထဲဝင်ဝင်ဆက်လုပ်မှာဖြစ်ပြီးစပါးသင်းနဲ့ခုလက်ရှိမှာသူတို့လိုချင်တဲ့ target တွေကိုလည်းတိတိကျကျစီလီယာထားပြီးလက်ရှိသူတို့ဘယ်ကစားသမားကိုခေါ်မယ်ဆိုတာလည်းသူတို့သူတို့ကောင်းကောင်းကြီးသိတယ်လို့ပြောလို့ရမှာပါတယ်အဲ့ဒါကျွန်တော်တန်လန်ဂီ order patrice patricia order ကျွန်တော်လက်ရှိမှာအဲ့ဒါ Thomas Frank ကို3ယောက်လောက်ဒါကျွန်တော်ထိုင်ပြီးတော့ဒီအပြောင်းရွှေ့တဲ့တရေဝင်ဆွေးနွေးခဲ့ပြီးဖြစ်ပြီးတော့စပါအသင်းဘက်ကလက်ရှိမှာဒီအပြောင်းရွှေ့တဲ့တော်တော်လေးကိုဒါကျွန်တော်တို့အလှုပ်တွေကိုစတင်ပြီးတော့လှုပ်တော့မှာဖြစ်တယ်လို့ဒီအရောကျွန်တော်ဒါစပါအသင်းအပြောင်းရွှေ့ကြောင်းတော့ဆိုတော့ကျွန်တော် ပြောခွင့်ရတော့မယ်ပေါ့နော်သူများရဲ့ငါးယောက်သောခေါ်မကူလေးပထမဆုံးတည်းအရောမိုဟာမက်ကူတက်စအကြောင်းနည်းနည်းလေးပြန်ပြောအခုတက်စအပြောင်းရွှေ့မှာဒါကစားသမားရဲ့ကူကစားသမားတော့ချင်းနေပြလက်ရှိမှာ WhatsApp အသင်းမှာလုံးဝစိတ်ဝင်စားဖို့မရှိဘဲနဲ့သူ့အနေနဲ့ဒါအသင်းပြောင်းကျင်နေပြီလို့သိရတယ်မှာပါတယ်သူ့အနေနဲ့ခုလက်ရှိမှာဘယ်အသင်းမှာပြောင်းသူ့ရဲ့ဒါကျွန်တော်တို့ကစားသမားရဲ့ဒါ now step တစ်ခုကဒီ WhatsApp က်ပိုကောင်းတဲ့တင်းတင်းသူအနေနဲ့ပြောင်းကျင်တယ်လက်ရှိမှာစပါးသေးတဲ့ဒီ topic တွေမှာဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့တင်းတင်းဖြစ်နေတယ်ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့မိုဟာမက်ကူဒက်ဆိုစိတ်ဝင်စားတဲ့တင်းမှာအာဆနယ်လည်းပါဝင်တာဖြစ်တယ်ဒါပေမဲ့အာဆိုတဲ့လက်ရှိမှာတို့အနေနဲ့အရန်ကစားသမားလောက်ကိုဒါကျွန်တော်တို့တွေ့ပေါ့ဝင်ကားဖြစ်မဲ့တော့ဒါတို့မာတီနယ်လီရောဒါစာကာကိုကြော်ဖို့ခတ်မဲ့ကစားသမားတယောက်အနေနဲ့တို့အနေနဲ့ဒီပတ်စံကိုတို့အနေနဲ့ပြဖို့စီစဉ်မရှိဘူးလက်ရှိမှာစိတ်ဝင်စားနေတာကအမှန်ပဲဖြစ်တယ်လီဗာပူးတင်းတဲ့လက်ရှိမှာဒါကျွန်တော်တို့မိုဟာမက်ကူဒက်ကိုစိတ်ဝင်စားနေပေမဲ့တို့အနေနဲ့အခုလက်ရှိမှာဒါဝင်နူးနက်ကိုအရင်ဆုံးရောင်းချပြီးမှကစားသမားကို ဝယ်ရမယ်အတွက်ကြောင့်မလို့သူတို့နဲ့ဒါဝင်နူးနက်စ်ကိုရောင်းချမှုအရင်ဆုံးလို့အဲ့တော့စပါတဲ့အခုလက်ရှိအားသာချက်ကဘာများဖြစ်မလဲဆိုတော့ဒါကျွန်တော်တို့ sell before buy လို့လို့ဆိုရမလို့ဒါကျွန်တော်အရင်ဆုံးရောင်းပြီးမှဝယ်စရာမလို့ဒါပေမဲ့စပါတဲ့အခုလက်ရှိမှာတော်တော်လေးကိုသတိထားမှာ home grown ဆိုတာပဲ home grown ဆိုတာလက်ရှိမှာစပါတဲ့အဲ့နံဘက်ကိုတော်တော်လေးကိုသတိထားပြီးအဲ့နံဘက်ကစပါတဲ့အတွက်အရေးကြီးရတယ်မှာအဲ့ဒါကြောင့်မလို့လက်ရှိမှာစပါတဲ့နေနဲ့ဒါကျွန်တော် south attack က kai walker peter ကိုလည်းပြန်ခေါ်ဖို့အတွက်စဉ်းစားနေတယ်ဆိုရယ်လေအဲ့ဒါ၄ကြောင်းလို့ပြောလို့ရရတယ်မှာပါအဲ့တော့ဒါမှ mohammed kudes ပြောင်းရှိမှာကစားသမားကိုတည်းကစပါတဲ့ကိုပြောင်းရွှေ့ခြင်းနေပြီးတော့ကစားသမားကလက်ရှိမှာပုံကို ေးရသဘောတူညီမှုကစပါတင်အတွက်ခက်ခဲမှာမဟုတ်ဘူးလို့သိရတယ်။တပတ်လုခပေါင်38,500၊စပါတင်နဲ့9နှစ် plus 1နှစ်ပုံစံမျိုးချုပ်ဖို့အတွက်လက်ရှိမှာ ready ပဲ။ဒါပေမဲ့ဒါဝက်ဆန်တင်နဲ့ဒုတိယမြောက်ကန်လန်မှုကိုစပါတင်နဲ့တွားဖို့ရှိအဲ့တော့စပါတင်ဘက်ကဒါဒုတိယမြောက်ကန်လန်မှုကို significantly ပေါ့နော်။ဒါနည်းနည်းလေးတိတိတသားနည်းနည်းလေးမဟုတ်ဘူး။ဒါတိတိတသားတိုးပြီးပေးဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ပေါင်တန်း60 plus 5တန်းကစပါတင်ရဲ့ဒုတိယမြောက်ခြေလန်းဖြစ်လာနိုင်ခဲ့ပြီးတော့မိုဟာမက်ကူဒက်စ်ကစပါတင်ရဲ့ဒါကျွန်တော်စံချိန်တင်ပြောင်းရွှေ့ကြီးရတဲ့ကစားသမားတယောက်ဖြစ်လာဖို့အတွက်ရာဂိုင်းတို့တွေဒါအများလာပြီလို့ပြောလို့ရတယ်။အဲ့တော့စ ဘာသင်းတစ်ခုလက်ရှိမှာမိုဟာမက်ကူဒက်စ်ရစ်ပါသင်းက breaking the bank လို့ဖွင့်ရတာကလည်းများတယ်ဒါပေမဲ့65သန်းဆိုပြီးဆွတ်ဆက်တော့ဒီမဂျီနဲ့စပါသင်းကဒီအပြောင်းရွှေ့အတွက်9နှစ်အရေးကြကိုတောင်းဖြစ်တယ်အဲဒါ down payment ကိုစပါသင်းနဲ့23သန်းနဲ့25သန်းကြာပြီးချီသွားမယ်လို့လဲကောလာဟာလာတွေကသိရတယ်မှာအဲ့တော့မိုဟာမက်ကူဒက်စ်အပြောင်းရွှေ့ကစပါသင်းရဲ့ဒီနှစ်ညွေရာသီးရဲ့နံပါတ်1အပြောင်းရွှေ့ဖြစ်လာဖို့အတွက်တော်တော်လေးကိုရာခိုင်နှုန်းများလာခဲ့ပြီးကစားသမားကိုယ်တိုင်ကလည်း စပါတင်ကိုပြောင်းရွှေ့ဖို့အတွက်မသိပြီးတော့မခက်ခဲနေတာမှရှိတာပေမဲ့ဒီပြောင်းရွှေ့ထဲမှာကိုဒီထက်ကြီးတဲ့အသင်းတသင်းဝင်လာမယ်ဆိုရင်အနောက်ရှက်တစ်ခုရှိလာနိုင်တယ်။ဒါပေမဲ့ဒါအသင်းကြီးတော်များကသူ့ရဲ့ target တွေကိုစီကိုစီနဲ့အလုတ်ရှုပ်နေတဲ့ကြောင့်ဘာမှသိပြီးလို့ရှားမှရှိ။အဲ Chelsea ကခုတည်းကစိတ်ဝင်စားခဲ့ပြီးမှခုလက်ရှိမှာ Gideon Scott ဒါ Jao Pedro ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်း တို့အနေနဲ့ဒီအပြောင်းရွှေ့ကိုဒါကျွန်တော်တို့လက်ရှိမှာကူဒက်စ်ကိုလက်လျှော့လိုက်ပြီးလို့သိရတယ်မှာပါတယ်။ဒါပေမဲ့လက်ရှိမှာစပါတင်တဲ့ကကူဒက်စ်ကိုဒါရှင်လူမယ်ဆိုရင်တော့အာစနယ်ဖြစ်ဖို့များတယ်။ဒါမှမဟုတ်ဒါကခုနကလစ်ဗာပူးအသင်းဖြစ်ဖို့များတယ်။လစ်ဗာပူးအသင်းကလည်းရှိခုနကကျွန်တော်ဒါဗီဒီယိုရဲ့ဒါတဝက်လောက်မှပြောခဲ့လို့ပဲလစ်ဗာပူးအသင်းရဲ့ဒါကျွန်တော်တို့မိုဟာမက်ကူဒက်စ် အပြောင်းရွှေ့ကဒါနာမည်သာရှိတဲ့တိတ်ပြီးတော့လုပ်ဖို့ပြောတော့စပါတင်တဲ့ကဒီမိုဟာမက်ကူဒက်စ်ရဲ့ဒါအပြောင်းရွှေ့မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတဲ့ တယောက်တည်းပြေးနေတယ်ပြန်ကွာတယောက်တည်းပြေးနေတဲ့ပွဲမှာတော့မှဒါကျွန်တော်မင်းမင်းကောင်းခွာလိမ့်မဖြစ်ဘူးအရင်ရေးကြည့်တယ်လို့ပြောလို့ရတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီး tier 1 level ဒါကျွန်တော်တို့လက်ရှိမှာပြောလို့ရတယ်ဘာကြောင့် Fabrizio Romano ကို Paul Givo tier 1ပြောလာတဲ့အတွက်ကြောင့်မဒီတဲ့ဘာဒီရေပြောင်းရွှေ့က tier 1 level လို့လုံးဝဆိုးလို့ရမယ့်အနေအထားတစ်ခုရောက်သွားပြီပေါ့အဲ့တော့ Spartan နဲ့ဒီရေပြောင်းရွှေ့ဒီမာနီကတက်နေမှာဝင် number 6 row အတွက်လည်းဒါကျွန်တော်တို့လက်ရှိမှာအပြောင်းရွှေ့မှာလုပ်နေမယ်လို့သိရတယ်တော့ပါတယ်ဒါမှမဟုတ် Spartan နဲ့ခုလက်ရှိမှာ Richelison နဲ့ Bezuma ကိုရောင်းချဖို့အတွက်အခြေအနေတွေကောင်းနေပြီးတော့ နှစ်ယောက်လုံးကိုဒါကျွန်တော်သတင်းထဲကပဲဝယ်ယူဖို့တော့လက်ရှိမှာတော်တော်လေးရာခိုင်နှုန်းများတယ်စပါတဲ့ရစ်ချယ်လီဆန်နဲ့ဘီဇူးမောက်ဒါပေါင်တန်း40တန်းယူရိုတန်း50တန်း package နဲ့အတူဒါဖီနာဘာချီကိုရောင်းစားဖို့တော့တော်တော်လေးအခြေအနေကောင်းနေပြီးတော့ဂျိုဆေမော်ရီညိုကဒီကစားသမား2ယောက်လုံးနဲ့ဒါတတိယတဝယ်ဆက်သွယ်ထားခဲ့ပြီးပြောင်းရွှေ့ဖို့တော့တော်တော်လေးအခြေအနေကောင်းနေတော့သိရတယ်မှာပါအဲ့တော့စပါတဲ့မှာဒီနေ့အဝင်မဒီနေ့ညရာဒီမှာအဝင်ကြီးပဲမဟုတ်ဘဲနဲ့အထွက်တွေလည်းတောက်လျှောက်များဖို့ရှိတယ်မထင်မှတ်ထားတဲ့ကစားသမားတွေထွက်ဖို့လည်းရှိတယ်ဒါပေမဲ့ဒီနေ့မှာနောက်ဆုံးတစ်ခုအနေနဲ့လူတော်များစိတ်ပူနေတဲ့ချက်ကိုပြောခရစ်ရှယ်ရိုမေရိုပြောင်းရှိရိုမေရိုအနေနဲ့အခုလက်ရှိမှာဘယ်အသင်းမှာပြောင်းမှာ မဟုတ်ဘူးဒီနှစ်နွေရာသီမှာစပါတင်မှာပဲဆက်ရှိဖို့အတွက်ရာဂိုင်တို့နေများနေတယ်ဆိုတဲ့အကြောင်း Michael Bridge ကအလစ်ဆာဂိုဂိုလည်းရှိမှာဒါကျွန်တော်တို့ပေါ့ဂီဗောပြောရခဲ့အဓိက Thomas Brand ပေါ့နော် Thomas Brand နေကုလက်ရှိမှာဒါ ရိုမေရိုကိုဒါအသင်းမှာဆက်ရှိစေချင်တယ်ဒါဆွန်ဟောင်မင်ထွက်သွားရင်တော့သူ့ကိုကပတိန်ပေးဖို့ဒီကိုစပါတင်ဘက်ကနေ ready ဖြစ်နေတော့ဒါစပါတင်ရဲ့နောက်တန်းမှာတော့ကြီးမမပြောင်းလဲမှုတွေသိရှိမှာမဟုတ်ဘူးဒါ maybe ခေါ်မယ်ဆိုရင်တော့ကိုင်ဝေါ်ကပီတာလောက်ပဲရောက်လာဖို့အတွက်ရာခိုင်နှုန်းများတယ်တကယ်တမ်းပြောင်းလဲမှုတွေများမှာတိုက်စစ်ပိုင်းနဲ့ကွင်းလယ်ပိုင်းမှာစပါတင်တို့တော်တော်လေးကိုပြောင်းလဲမှုတွေရှိလာမယ်ဒါကျတော့ရက်သက်တစ်ပတ်ဖြစ်လာတော့မယ်လို့ပြောရင်းနဲ့ပဲကျွန်တော်သွားကြည့်ပအောင်ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4 ကြီးတို့မှာကျင်းလူစားပေါင်းအကူညီလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့အောက်ကကွန်မန့်လေးထဲမှာလေ youth sport media 3 3 point ရုံးနဲ့ TV4 ကြီးတွေလေးလေးတွေကိုထည့်ပေးထားခြင်းပဲကြောင့်မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပဲကျွန်တော်အားပေးလို့ရပါရမြန်မြလေးလည်း clip ဖို့မမေ့ကြပါနဲ့။မြန်မြ clip မှာမြန်မြနိုင်ဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစုစုမောင်းအောင်တောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာပဲ AAC စစ်တူကြရပေါ့အားလုံးမကြိုးတူပါနဲ့မြန်မြ clip ပေးကြပါဗျမြန်မြ clip မှာမြန်မြနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ညောင်းမှာ AAC တူကြရပေါ့ဒီပေါ်ပါဗျ